တဲ့နေရာတွေကျွမ်းတဲ့နေရာတွေမှာထားပါတော့မတော်တဲ့နေရာတွေမကျွမ်းတဲ့နေရာတွေအဲ့လိုမျိုးတွေပေါ့နော်ပြောချင်တဲ့ဆိုလို့ရှိရင်တော့ကျွန်တော်များသောအဖြစ်ရေးပူရအဖြစ်ဆိုရင်ဒီ adjective အဲ့ဒီ adjective တဲ့နောက်ကနေ ath လိုက်ပါတယ်အားလုံးပဲမင်္ဂလာပါရှင်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒီသင်ခန်းစာ video file လေးရကြတော့ကျွန်တော် adjective စလုံးတွေရဲ့နောက်ကနေကျွန်တော် preposition at လိုက်တယ်ပေါ့နော်အသုံးများတဲ့စလုံးလေးချို့ကိုရှင်းပြပေးခြင်းပါတယ်နော်ဒါမှကျွန်တော်တို့မှန်မှန်ကန်ကန်လေးအသုံးပြတဲ့အောင်လို့ပေါ့နော်โอเคစားလိုက်ရအောင်โอเคအရင်ဆုံးကျွန်တော်တို့နံပါတ်1 good at တခုခုမှာကျွန်တော်တို့ကျွမ်းကျင်နေတော်တယ်ပေါ့เนาะအဲ့လိုပြောချင်နေဆိုလို့ရှိရင်ကျွန်တော်တို့က good at နဲ့သုံးပါလေเนาะ good နောက်က at လိုက်ပါလေเนาะဥပမာနဲ့ဆိုလို့ရှိရင် i am good at singing အဲ့ဒီကတော့ငါသချင်းဆိုတာတော်တယ်ပေါ့ okay เนาะနောက်ထပ်ကြတော့ good ရဲ့စမ်းကျင်မဲ့ bad မတော်ဘူးပြောမှဆိုမကျွမ်းကျင်ဘူးပေါ့เนาะအဲ့လိုမျိုးဆိုလို့ရှိရင် bad at သူကလည်း80 at ပဲလိုက်တယ်เนาะဥပမာနဲ့ဆိုလို့ရှိရင် i am bad at swimming ငါရေကူးမကျွမ်းဘူးရေကူးမတော်ဘူးပေါ့ okay เนาะ နောက်ထပ်ကျွန်တော်တို့ brilliant သူ့နောက်ကလည်းကျွန်တော်တို့ h ပဲလိုက်ပါတယ်ရှင်ဒီ brilliant at ကကျတော့ပါရမီကိုပါတော့တာပေါ့ရမ်းကိုတော့လုံးတာဒီပဲရနော်အဲ့လိုမျိုးဆိုလို့ရှိရင်ကျတော့လည်းကျွန်တော်တို့က h လိုက်တယ်ပေါ့နော်ဥပမာနေနဲ့ဆိုလို့ရှိရင် she is brilliant at painting သူမကဒီပတိဆွဲတဲ့နေရာမှာတော်တော်ကိုပါရမီပါပြီးတော့တော်လွန်းတာပေါ့နော်ဒီပဲ Okay နော်နောက်တစ်ခု excellent at သူကလည်းအဲ့လိုပဲအရန်ကျွန်းကျွန်းကျွန်းနဲ့ကိုအရန်တော်လွန်းတာအရန်ကျွမ်းကျင်လွန်းတာပေါ့ဒီပဲ နော်โอเคအဲ့တလောက်ကလည်းကျွန်တော်တို့ ATM ပဲလိုက်တယ်နော်ဥမာနဲ့ဆိုလို့ရှိရင် she is excellent at swimming သူမကတော့ရေကူးတဲ့နေရာမှာတော့လုံးဝကျွမ်းကျင်ပဲပေါ့ဒါပေမဲ့အရန်ကိုကျွမ်းကျင်အရန်မိုက်တာပေါ့ပြောမယ်ဆိုရင်နော်နောက်ထပ်ကျွန်တော်တို့ hopeless at hopeless at ကတော့ကျွန်တော်တို့ကကျတော့မလုတ်တတာသူကလည်းပြောမယ်ဆိုလို့ရှိရင်မကျွမ်းကျင်တာမပိုင်နိုင်တာပေါ့နော်အဲ့လိုမျိုးနေရာမှာကျတော့ hopeless တုံးတယ်ပေါ့နော်ဥမာနေနဲ့ဆိုလို့ရှိရင် i am hopeless at ဒီသူကလည်း at လိုက်တယ်နော် dancing ငါကတဲ့နေရာမှာတော့လုံးမဟုတ်ကိုမရဘူးပဲပေါ့ညီမဆိုလုံးမဟုတ်ကိုမကတဲ့ဘူးပုံစံပေါ့နော်မကျွမ်းကိုလုံးဝမကျွမ်းကျင်တဲ့ပုံစံလေးပေါ့နော်ဟုတ်ကဲ့နောက်ထပ်ကျွန်တော်တို့ week at week at ညီမဆိုတနေ့ရရမှာအားနေတာတစ်ခုခုမှအားနေတာပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင် week နောက်ကကျွန်တော်တို့ at လိုက်ပါတယ်တဲ့ဥမာနဲ့ဆိုလို့ရှိရင် she is week at grammar အဲ့ဒီကတော့သူမက grammar ပိုင်းမှာအားနေတယ်ပေါ့โอเคနော်နောက်ထပ်ကျွန်တော်တို့ first at အဲ့ဆိုတော့တော့တစ်ခုခုမှမြင်တာ လျှင်မြင်တာပေါ့အဲ့လိုပြောလို့ရှိရင် fast နောက်ကလည်းကျွန်တော်တို့ ATH လိုက်ပါတယ်နော်ဥပမာနဲ့ဆိုလို့ရှိရင် he is fast at solving puzzles အဲ့ဒီကတော့သူကဉာဏ်စားပဟေရီတွေဖြည့်ရှင်းတဲ့နေရာမှာအရင်မြင်တာပေါ့နော်မြင်နေပေါ့နော်အဲ့ဒီလေးကနောက်တစ်ခုကျွန်တော်တို့ slow at ညမဆိုလို့ရှိရင်တနည်းအားဖြင့်တစ်ခုခုမှနှိကွေးတာပေါ့အဲ့လိုဆိုလို့ရှိရင်ကျွန်တော် slow နောက်က s လိုက်ပါတယ်နော်ဥပမာနဲ့ဆိုလို့ရှိရင် he is slow at typing အဲ့ဒီကတော့သူကစာရိုက်တာနှိတယ်ပေါ့โอเคနော် ဲ့တော့ကျွန်တော်ဒီမှာဘယ်လို adjective နဲ့ noun မှာပေါ့နော်ကျွန်တော်နောက်ကနေ at လိုက်လဲလို့ရေဘူးရမှတ်မယ်ဆိုလို့ရှိရင်သူကလေကျွန်တော် skills တွေ abilities တွေဒါပေမဲ့တော့ကျွမ်းကျင်မှုတွေပေါ့နော်ကျွန်တော်တို့ skills တွေပေါ့နော်အဲ့လိုတွေပေါ့နော်အဲတော်တဲ့နေရာတွေကျွမ်းတဲ့နေရာတွေမှာထားပါတော့မတော်တဲ့နေရာတွေမကျွမ်းတဲ့နေရာတွေအဲ့လိုမျိုးတွေပေါ့နော်ပြောချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်များသောအဖြစ်ရေးဖို့ရအဖြစ်ဆိုရင်ဒီ adjective အဲ့ဒီ adjective တွေနောက်ကနေ ath လိုက်ပါတယ်အဲ့လိုလေးမှတ်လို့ရတယ်ပေါ့နော်ဟုတ်ကဲ့ဒါလေးလည်းကျွန်တော်တို့ဒါအသုံးများတဲ့စကားလေးကိုရှင်းပြပေးတော့တာဖြစ်ပါတယ်နော် ကျေးဇူးများကြီးတင်ပါတယ်ရှင့်